ိုက်ခဲနဲ့ဟောင်စီတို့ကိုပြောလိုက်ဟောင်စီကလည်းပောက်ကိုတော့မကြဆက်မကြတော့ဘူးပြောမဲ့စကားဟောင်စီမင်းကိုငါပြောရမှာမိုက်မိုက်ခဲလာထိုင်ရခဲလာသူလည်းဒီလာကုံချင်းမကုံမှာကြလားနော်ဒီလာမဒီလာတော့မကုံတော့ပါဘူးဒီလာတော့မကုံတော့ပါဘူးနော်အဲမင်းမိုက်မိုက်ခဲလဲထိုင်ရခဲကိုပြောလိုက်ပောက်ကိုတော့ဝါတော့ဝကျော်စိုးမင်းကျော်စိုးဒီလာယူမလို့ဒီငါရောက်ကိုဟောနော်အရင်စမုံလုံးပေးလိုက်ရင်တိုက်မိတော့ခဲအေးကြသွားမယ်တဲ့ဩပောက်ကိုတော့သူတို့အဲ့လောက်ထိတော့ကြောက်ကြတာလားပောက်ကိုတော့အဲ့လောက်ထိတော့လန့်ကြတာလားဘာလဲလဲမှမရှိတဲ့ကိုတော့ဟိုကြောက်ရမှာဒီကတိုင်းကြာကျော်စိုးဦးလည်းမကြောက်ပါဘူးဥပဒဝလည်းမကြောက်ပါဘူး ဟုတ်လားဟိုကြော်မျိုးမင်းလည်းမကြောက်ပါဘူးမင်းတို့ကြောက်ရမှာမတ်ယူမွေကိုကြောက်ရမှာမတ်ယူမွေကတော့မင်းတို့ကိုလိုက်လေရှာနေတာဖြစ်တယ်လို့မင်းတို့စမုံတုံးတယ်ဆိုတော့အဲမင်းတို့စမုံတုံးပြီမှာဟိုကကြလားအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စမုံတုံးတော်မီပောက်ကူတော်မှဘိုးမိုက်ခဲနဲ့ထောက်ဖို့ကိုစီတို့ကိုချင်းချောက်ပြောဆိုလာတယ်မို့အဆုံးထိနားဆင်ဝေဖန်တုံးတက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာဟုတ်ပြီမင်္ဂလာပါဗျာဒီနေ့ဟာ6ရက်17လပိုင်း 2025မှ25ဖြစ်ပါတယ်ဗျ။အမျိုးတွေကိုဒီနေ့ဥစဉ်ပြောကျင်တာလဲဆိုလို့ရှိရင်ငင်းကြံကထညက်ခဲအကြောင်းပြောကျင်လို့ပါဗျ။ထညက်ခဲဆိုတာကထညက်ကိုခဲတယ်ဆိုရင်တော့ဘာလဲဆိုတော့ခမရတော့လည်းပြေးပေါ့နော်။ဒါတကယ်လားဘိုင်းမဲ့ခဲမဟုတ်ပါဗျ။နော်ထညက်ကိုခဲတာခွေးပဲရှိပါနော်။ဒါလေးလည်းတည်သိချင်ပါဗျာနော်။အမချောင်းနဲ့ဆိုတဲ့ဇာတ်ကားကပြောပြောတယ်ဟုတ်လား။အမချောင်းနဲ့ဆိုတဲ့ဇာတ်ကားဟောင်စီနဲ့ဟောင်စီနဲ့တွေ့ပြီးကြတဲ့ကထညက်ခဲလဲတော်တော်ကြီးကိုဘာပေါ်နော် ဟောင်းစီလိုဟောင်းတက်လာတယ်ပေါ့နော်တိတ်ပြီးမှစစ်ကိုစိတ်ဝင်စားတော့အဲ့ဒါခိုက်ထားကိုစိတ်ဝင်စားတယ်နဲ့လေနဲ့ပဲတိုက်တော့လေနဲ့ပဲနေတော့တာလေနဲ့တိုက်တယ်လေနဲ့နေတယ်ဆိုတာကသူတို့တော့ကွင်တက်တယ်လေအတယ်လဲချမ်းသာရတယ်လို့ပါစီဝါရေးအရာကြည့်မယ်ဆိုတော့လေအဆင်ပြေတာပေါ့ဗျာအဆင်ပြေတာပေါ့နော်အဲ့ဒါကြောင့်မလို့ထညာခဲအကြောင်းကထညာခဲအကြောင်းပြောကြထညာခဲကအခုထညာခဲကနှစ်ထိုးရင်းမြင်းကြံပဲမှာသူကဥဆောင်တာပေါ့ဗျာထညာခဲဆိုတာဟုတ်လားမမဲခဲဆိုတာထညာခဲဆိုတာဟုတ်လားခွေးခဲဆိုတာမတည်ဘူး အဲ့တော့အဲ့ဘက်မှာသူဥဆောင်နေဒါပေမဲ့ပြောချင်တာကအခုသူကဘယ်မှာလဲဘယ်မှာနေရတော့ဒီအဲ့မှာအခုနှထိုးကြီးဘက်မှာစစ်ကြောင်းထိုးနေရလေမဟုတ်မဟုတ်ဖွဲ့ရလဲဟိုဘက်ကနေသက်တိုက်ထိုးနေရလေငါကတော့ဗာဖြစ်တယ်ညာဖြစ်တယ်မြင်ရအောင်လားမြင်အခုအဲ့တိုက်ရိုက်ချလေတိုက်ရိုက်လို့လေဒါထိုးတဲ့ခါမှာရှင်းထိုးလေဗျာဟုတ်လားပါပါအကြောင်းပြရမိုးကုတ်ကိုစစ်ကူရတယ်မိုးကုတ်ကိုငါတို့လာပြီမိုးကုတ်ကိုငါတို့ဖြစ်ပြောလာမိုးကုတ်ကိုငါတို့တိုက်ဖို့လာပြီဆိုရင်မအားချောင်းမနေနဲ့အားချောင်းမနေနဲ့ကြာလာမင်းတက်တည်ရှိရင်တခါတိုက်ကြာလာ 这个蘑菇嘛，它是苦纹温嘛，的 <noise>，闽南的这个路闽南叫的，那蘑菇嘛闽南系列出来的，这个温大的，闽南的蘑菇嘛这个素里的出来，这个带这个温大的，带这个温大的喏，那种差不多是讲的，土猪猪下下闽南的，土猪猪闽南的不叫了，土猪猪不来了，来了，卖开呢，杭系的胡椒嘞，杭系下来包裹了，没加这，没加了胡椒没啥个，杭系没有辣椒嘛，你啊，你那个人包裹了姜姜了没？ 啊，没没，那个啊，没没买那个嘛，现在都那个包了嘛，家了嘛，啥活嘞？看那边多嘞，那边米买多啦，要便宜嘛，没这个好些，没好大的，烟多来的，喏，好大的没烟这个好大的没六千多路啊嘛，六千多路啊，冇了，六千多路啊嘛，还有没别的这个的，烟时间嘛，好些家了，哎，这个啊，没有俺主要没这个家了，俺来没没的喏，好大的烟，俺主要那六九几的，六九喏。 အဲ့တော့ဘသူကလက်တွေ့အကောင့်ထဲပေါ်နိုင်တယ်လဲဆိုတာကိုလည်းဟောင်စီကကိုကိုကိုကယူဆိုင်မင်းနာမှာရှိတဲ့လူတွေကိုလည်းဟုတ်လားကယူဆိုင်ဟုတ်လားမင်းနာမှာရှိတဲ့လူတွေမင်းပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုလည်းကယူဆိုင်ရမယ်နော်ကယူဆိုင်ရမယ်ဒါလေးကိုမင်းတိအောင်ပြောပြရင်းဖြစ်ပါတယ်တိအောင်ကပြောပြရင်းဖြစ်တယ်နော်မင်းနာမှာရှိတဲ့လူတွေမင်းနာမှာနေတဲ့လူတွေကိုကယူဆိုင်ဟုတ်လားမင်းကဘသူကမှတက်လို့မသိဘူးမင်းနာကောင်နေရာပဲမင်းတက်လို့တည်မှာမင်းနာကောင်နေရာပြန်ဖမ်းလို့ဖြစ်မှာကြလားပုံကတော့အဲ့လောက်ထိမင်းဟုတ်လား နဲ့မဟာချိုင်မကလို့ဘယ်နေရာပဲတော့သွားဘယ်နေရာပဲလားမကြောမလုံးသေးရဘူးเนาะဟောင်းစီးရဲ့တွေ့ပြရပါဒါတော့ဟုတ်လားဟောင်းစီးရဲ့တွေ့ပြရเนาะမြပပကိုပြင်မရတဲ့လူတိုင်းကတက်ဆိုးမရှိဘူးကြားလားမြပမောက်ပြင်မရတဲ့တက်ဆိုးမရှိဘူးအဲ့တော့မိုက်မိုက်မဲဒီမင်းသားဟိုပြေပမှာနေပြီးမှဟောင်းကျင်တန်းဟောင်းနေဟုတ်လားအဲ့မိုက်မိုက်ခဲလဲမဲလာဒီလာကိုညီမကိုမှာကြားလားဟောင်းစီးမင်းနဲ့ဟိုဟာပေါ့เนาะတောက်စာနေတဲ့ဒီမိုက်မိုက်ခဲလားဆင်းရဲခဲလားလူနဲ့ဒီလာကိုညီမကိုမှာကြားလားเนาะဒီလာမကိုဒီလာတော့မကုံတော့ပါဘူးဒီလာတော့မကုံတော့ပါဘူးเนาะ ။ဒါပေမဲ့မိုက်မိုက်ခဲလဲထညာဆဲကိုပြောလိုက်။စင်မောကတူကခွေးမကြောက်ဘူးလို့ဒါကြီးဟောင်းမနေနဲ့လို့နော်။မင်းတကယ်တက်တည်ရှင်မြင်းကြမှာမိုက်ယူမနောအခွဲရောစေကြောင်းနေရောနထွေးဘက်ဒီမှာထိုးနေအမေအဲ့မှာတခါလဲဟုတ်လား။ငါဒီမှာရှိတယ်ငါဒီမြန်မာနဲ့မင်းတို့လာခဲဆိုပြီးမှစိန်ခေါ်လို့ကြားလား။အဲ့လိုစိန်ခေါ်ခိုင်းနော်။အမိုးကိုကိုတော့ပြီးစစ်ကူလာလို့လို့မိုးကိုကိုသွားရင်မှာပဲမင်းဘာမှဆရာကြားခံထုတ်မနေနဲ့ကြားလား။အချိန်တိုင်းတော့မင်းအချိန်တိုင်းတော့မင်းကဂျေးတယ်မသွားဘူးမင်းအချိန်တိုင်းမင်းသေပေးရမှာကြက်လာမမဲ့ခဲ့မင်းလာမကုန်ဘူးယူဆိုင်နော် အမမင်းပပမပြင်းမထိုက်သူမပြင်းမနေတဲ့အတွက်ကြောင့်နော်နောက်စာလေးဖတ်ပြခြင်းတော့လေနော်စစ်ပွဲကိုနိုင်ရင်စစ်တူကြီးကိုအရင်တက်ရတယ်တဲ့ဂျီပွဲကိုနိုင်ရင်စစ်တပ်ထောက်တောက်တိုင်တွေကိုအရင်ရှင်းပါရတယ်တဲ့ပောက်ကူတော်ဝါတော်ကကျော်စိုးမဲကျော်စိုးဒီသာယူမလို့ဒီအားရကိုနော်အရင်စမုံလုံးမိလိုက်ရင်တိုက်ပြီးတော့ခွဲအေးကြသွားမယ်တဲ့အော်ပောက်ကူတော်သူတို့အဲ့လောက်ထိတော့ကြောက်ကြတာလားပောက်ကူတော်အဲ့လောက်ထိတော့လိုက်ကြတာလားဘာလဲလဲမှမရှိတဲ့ကိုတော်ကိုရှင်ဘာလို့မရှိဘူး ဲ့ဒီမစီရဒီပဇတ်စမီကရမလို့တို့တွေကြောက်ကြရတာနော်ကိုကျော်မြမန်းတော့ဆိုလေနိုင်ငံတော်ဒီပဇတ်စမီကရမလေးဟိုကိုကျော်စိုးဆိုလေဟာမယုတ်ကိုကျော်တယ်ဆိုတော့ဒီစမီလက်ခံနေဟိုကတော့ဝါတော့အဖေကိုကျော်တယ်ဆိုတဲ့လက်ခံနေဘာကိုကျော်တယ်ဆိုတော့မလက်ခံလို့မရဘူးကြားလားနော်အဖိုးကြီးနှဘောကျော်တယ်ဆိုတော့ဖိုးကြီးနှဘောမှာဗာလဲလက်မခံရတာလည်းမဟုတ်ဘူးနော်ဘယ်လိုကြောက်ရမှာဒီကတိုင်းကြာကျော်စိုးလည်းမကြောက်ပါဘူးဥပဒဝါလည်းမကြောက်ပါဘူးဟုတ်လားကိုကျော်မျိုးမင်းလည်းမကြောက်ပါဘူးမင်းတို့ကြောက်ရမှာမယုတ်မွေကိုကြောက်ရမှာမယုတ်မွေကတော့မင်းတို့လိုက်လေရှာနေတာဖြစ်တယ်လို့ တို့စမုံတုံးနေဆိုတော့အဲမင်းတို့စမုံတုံးပြီမှာဟိုကကြလာအဲမန်ယူမွန်ဆိုတဲ့ဟိုဖိုက်တာနော်ဂျက်ဟိုဂျက်မာဖိုက်တာပေါ့ဟိုတို့ကတော့မင်းတို့စမုံတုံးပြီမှာကြလာအဲ့တော့မင်းတို့ကိုကိုကိုပောက်ကိုတော်တို့မကြောက်နဲ့နော်ပောက်ကိုတော်ကိုပြမားတဲ့ဒူတိုင်းဒူတိုင်းကတော့တက်ဆိုးမရှိဘူးဆိုတော့မင်းတို့ကောင်းကောင်းမြဲမြဲပတ်တာနော်အဲ့တော့မမက်ခဲမဲဒီလာကိုအောင်အသက်ရှိအောင်နေပါလို့ပဲပြောချင်တယ်ခေါင်းစီးတားကြီးမဟောင်းနဲ့တားကြီးမဟောင်းနဲ့ဟာတာတွေအများမပြောပါနဲ့ဟာလာတွေအများမပြောပါနဲ့နော် ယူကောက်ပွဲအောင်မြင်သွားယူကောက်ပွဲဖြစ်သွားပြီဆိုယူကောက်ပွဲလည်းပြီးသွားပြီဆိုလို့ရှိရင်မင်းတို့ကထိုင်းထောင်နဲ့ပဲပြန်သွားမလားဒါမှမဟုတ်မင်းတို့အချင်းချင်းတက်လို့ပဲသိမလားဒါမှမဟုတ်မြန်မာနိုင်ငံဝယ်ပြန်လွှဲမလားမင်းအဲ့တုံးကိုယ်တည်းတိုက်ထောင်ကိုယူတိုက်ထောင်ကိုယူနော်ဒါလေးပဲပြောချင်ပါလိမ့်ဗျအမျိုးများအောင်တော့ပါပဲဗျစစ်ဘေးတင်မြန်မာလူထုကိုမိမထားကြရန်ပုံရဟန်းမင်းကြီးလီယိုမြတ္တာရက်ခံမြန်မာပြည်တွင်းစစ်ဘေးကြောင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများလိုအပ်နေသောမြန်မာပြည်သူများကိုနိုင်ငံတကာမှမေးမထားကြရန်နိုဝင်ဘာလ9ရက်တွင်ဗာတီကန်စိန့်ပီတာရင်ပြင်၌ပြုလုပ်ခဲ့သည့်ဝတ်ပြုဆုတောင်းပွဲအတွင်ပုပ်ယဟန်မင်းကြီးလီယိုကမြစ်တရက်ခံတိုက်တွန်းခဲ့သည် ပုတ်ယဟန်မင်းလီယိုကကမ္ဘာဒေတာအသီးသီးမှာလက်နက်ကင်ပဋိပက္ခတွေကြောင့်ဒုက္ခရောက်နေရသူတွေအတွက်ဆူတောင်းပေးဖို့ကျွန်တော်နဲ့အတူပါဝင်ဖို့ဖိတ်ခေါ်လိုပါတယ်ကျွန်တော်မြန်မာနိုင်ငံအကြောင်းအထူးစဉ်းစားနေပြီးနိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့မြန်မာပြည်သူတွေကိုမမေ့ဖို့နဲ့မစွန့်ပြစ်ကြဖို့လိုအပ်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီတွေပေးအပ်ကြဖို့တိုက်တွန်းပါတယ်ဟုဝိပုစုတောင်းပွဲတက်ရောက်လာသူထောင်ပေါင်းများစွာရှိတွင်မိန့်ကြသည် လက်နက်ကင်ပရိပခများအတင်းကျပ်နေရာရွှေပြောင်းခံရခြင်းနှင့်အခြေခံရင်းမြစ်များချို့တဲ့ခြင်းတို့ကြောင့်ဆက်လက်ဒုက္ခခံစားနေရသည့်မြန်မာပြည်သူများအတွက်စိုးရိမ်ပူပန်ကြောင်းလဲပုတ်ရဟန်းမင်းကြီးကဆိုသည်ကုလသမဂ္ဂ၏ခံမှန်းချက်အရမြန်မာနိုင်ငံအခြေအနေမှာကပ်ပေးကြီးအစင်းတို့ရောက်ရှိနေပြီး 2025ခုနှစ်တွင်လူပေါင်းသန်း20နီးပါးအကူအညီလိုအပ်မည်ဖြစ်ကြောင်းပြည်သူ၃တသမ5တန်းခန့်သည်ပြည်တွင်း၌အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးအများစုမှာမတိမငင်ဖြစ်နေသောအခြေအနေများဖြင့်နေထိုင်ကြရကြောင်းဆိုထားသည်ပြီးခဲ့သည့်မတ်လတွင်ငလေလုတ်ခတ်မှုကဲ့သို့သောတဘာဝဘေးအန္တရာယ်များနှင့်နိုင်ငံတကာရန်ပုံငွေအကန့်အသတ်ရှိခြင်းကြောင့်မြန်မာပြည်သူများ၏အခြေအနေမှာပုံမိုဆိုးရွားလာခဲ့ကြောင်းသိရသည်